လို့မနီကိုအရန်ချစ်တယ်ဟိုငါချစ်ကိုလက်ခံပေးဖို့အတွက်တေချာလေးလဲစဉ်းစားပေးစေချင်တယ်ဟာအော်ပြီးတော့လေငါနင်းတော့လေကိုငါဟိုစောက်လေးတုပ်ယူလာတယ်ဟိုငါ့ကိုအဖြေပြန်ပေးတဲ့ခါကြလို့ရှင်ဟိုဒီစောက်လေးထဲမှာရေးပြီးတော့ငါ့ကိုအဖြေပြန်ပေးလေနော်ငါတေချာလေးစဉ်းစားပြီးတော့အဖြေပြန်ပေးမယ်လေ အနိုင်ဟိုငါနေ့ကိုအဖြစ်ပေးပြီးရောနင်ကအရင်လိုပဲကြီးဆိုင်ပါလားပြီးသက်တွေရှိကိုပြန်လာတဲ့ကမှပြီးသက်တွေမချစ်မှာတော့စိတ်ကူနေပါရဲ့ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဇယုတ်ကြီးကောင်းတည်ဖြစ်စေဆိုးတည်ဖြစ်စေအယူမဖြစ်စေအာတည်ရမလားသူထုံးစားဖြစ်ပါစေအာဗလိန်ဖြစ်ပါစေအာမင်းသမီးပန်းသူတွေလေးဖြစ်နေပါစေဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဇယုတ်ပေါ်မှာတက်စာရှိသွားတဲ့တရုပ်ဆောင်ထားတဲ့အတွက်ကြောင့်ပြီးသက်ကဂျင်းလက်ခံမလို့ တက်လင်းရနေပြီးတော့ရိုက်ထားတာပါ MRT ဘုံမှာကမုံရဲ့အာစကားတွေမလွင့်ဖြစ်တာအကြာကြီးတွေမှာဟိုပြန်ပြီးတော့ခံပတ်လာတဲ့ကားလေးပေါ့နော်ဒီစကားရိုက်ဖို့ကလန်းမခံရခင်ကလေးကမုံကဒီဝိတုရဲ့ဖန်ပေါ့နော်အဲ့ဒီခါကျတော့ဟိုဒီဒီစောက်ကိုဖတ်ပြီးတော့စောက်က ဟိုတိပပလေးပဲဒါမဲ့ဟိုစာဖတ်တဲ့ပိသက်ရဲ့ရင်ကိုအရန်ကိုဟိုအများကြီးရင်ထဲမှာကြံအောင်အရန်ကိုကိုင်းလုံးနိုင်တဲ့ဝိတုတပုတ်ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဝိတုကိုကိုကရရမယ်လို့သိရတဲ့အချိန်မှာအရန်အံ့အောင်ပါဟဲ့ဟုတ်လားအဲ့ဝိတုအရန်ကြိုက်တာပေါ့အဲ့လိုမျိုးနဲ့စပြီးတော့ဟိုနောက်တစ်ချိန်ဒီဝိတုကိုပြန်ဖတ်တဲ့အချိန်မှာတော့မတူတော့ဘူးကိုတာဝန်ယူရမယ့်ဇက်ကောင်ကိုရိုက်ကူးရမယ့်ဇက်ဝင်ခန်းတွေအတွက်တေးချာချာလေးအဲ့လိုအလေးထားပြီးတော့ဖတ်ပြီးတော့ ြင်ဆင်ခဲ့ရတာဒီဇာတ်ကိုင်းမှာမောင်ကဝင်ပါနေရနေပြီးတော့တရုတ်ဆောင်ထားတာပါစီကြောင်းလူလေးပေါ့တောင်ကြီးစိတ်တက်လို့စီကြောင်းလူလေးပြောဆောင်တာပဲဒါကတော့အကုန်လုံးကတော့ဇက်ကောင်အရာပေါ့နော်ဒီဇက်ကြီးကိုတရုတ်ပေါ်သွားအောင်ပြီးသက်တရားလည်းဒီဘယ်လိုလဲကာရက်တာတစ်ခုချင်းတစ်ခုချင်းကိုတည်တည်ချာချာလေးခံစားနိုင်အောင်လို့တည်တည်ချာချာလေးခံစားနိုင်အောင်တည်တည်ချာချာလေး ပို့ပြီးတော့ထိထိမိမိလေးဖြစ်သွားအောင်ပေါ့အဲ့လိုတရုတ်ဆောင်ရတဲ့အပိုင်းလေးတော့ရှိရပါတော့เนาะဒါပေမဲ့အဲဇက်ကောင်ရတရုတ်ဆောင်ရတာပါအဲ့လိုမမုန်းပါနဲ့လို့ဟဲ့မဟုတ်ဘူးလုံးဝမချစ်တဲ့တဲ့ကောင်ပဲဩဟာ ိုင်ငံရေးเนาะစကားရေးရုပ်တယ်အအချစ်ဆိုတာကိုဘာမှမသိရဲ့အဲ့လိုအဲ့လိုနိုဝင်ဘာပေါ့เนาะအချစ်ဆိုတာကိုဘာမှမသိဘူးဟာချစ်တယ်ချစ်သူဒီလိုရည်စားတနာဆိုတာကိုတိတ်ပြီးတော့နားမလည်ဘူးဟိုအချစ်ဆိုတာကိုတေချာမခံစားတတ်တဲ့သူတွေကနေလို့ပြောတာဟိုပြန်ပြောလို့ရမှာပြောဖို့ပြောမှာဒါမုံရဲ့ခံဘက်ပါဘာလို့မုံအကြာကြီး TV ဖန်သားမြင်မောင်းနေလဲပျောက်နေခဲ့ပြီးလို့ရှင်ဇလန်းတွေလည်းမလွင့်ဘူးအဲ့လိုဆိုတဲ့အခါမှာဒါပထမဦးဆုံးပြန်လာတဲ့အဆက်ကပြီးတဲ့ရှိကိုပြန်လာတဲ့အခါမှာ ်ဒီတက်တွေမချစ်မှာတော့စိတ်ပူနေပါရဲ့ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ ဇယုတ်ဒီကောင်းဒီဖြစ်စီဆိုးဒီဖြစ်စီအယူမဖြစ်စီအာတည်မလားသူထုံးစားဖြစ်ပါစေအာဗလိန်ဖြစ်ပါစေအာမင်းသမီးပန်းသူလေးဖြစ်နေပါစေဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဇယုတ်ပုံမှာတက်စာရှိသွားတယ်တရုပ်ဆောင်ထားတဲ့အတွက်ကြောင့်ဒီတက်ကကျင်းလက်လက်ခံပြောလိုက်တာပါအာအဓိအဓိကတော့ဘလို့ပြောရမလဲဟိုကိုနဲ့ကိုင်းနေတဲ့ဇကားတွေလည်းကန်းလန်းတဲ့သူတွေကမကန်းလန်းလာဘူးပြီးတော့ဟိုကန်းလန်းတဲ့ဇကားတွေမှာလည်းကိုကရိုက်ဖို့အတွက် 现在呀，人年轻，那个时候过，现在那是都没了。 ဒီလိုမျိုး leak လို့နေရာနေပြီးတော့ရိုက်ထားတယ်အဲ့လိုအချိန်မှာအများကြီးစဉ်းစားရရပေါ့နော်ဟိုငါဘလို့ကားရဲ့များများလေးရိုက်လိုက်ချင်တာလားဒါမို့ငါဘလို့ပဲရိုက်ရိုက်ဟိုငါရဲ့တန်လေးတစ်ခုကိုထိန်းထားပြီးတော့ရိုက်မှာလားဟိုအဲ့လိုမျိုးတွေအများကြီးစဉ်းစားနေရတဲ့အတွက်ကြောင့်တေးသက်စီကိုလည်းမရောက်လာနိုင်ဘူးပေါ့နော်မီဒီယာရှိမှလည်းမပေါ်လာနိုင်ဘူးအဲ့တော့ကိုပြန်လာမဲ့ဇာတ်ကားကလည်းဘလို့ဇာတ်ကားမျိုးနဲ့ကိုပြန်ပေါ်လာမှာလည်းအဲ့လိုမျိုးတွေလည်းစဉ်းစားရတယ်ကိုယ်ရံပြပါဇက်ထလာခဲ့လဲဆိုတော့အခုဒါပြည့်တက်ကြည့်ရတော့မှာပဲဟာမိုးရင်ခံဖက်ကဘလူးလဲပေါ့ဟဲ့ဒါပြည့်တ ိတ်ကြရဆုံးဖြစ်ပြီးတော့ဟုတ်အမုံကဒီလောလောဆယ်ပေါ့နော်ဇကားမရိုက်နေတဲ့အချိန်မှာအဓိကစီးပွားရေးကိုစောက်ချပြီးတော့တောက်လျှောက်လုပ်နေခဲ့တဲ့အတွက်ကြောင့်ဟိုရန်ကုန်မှာဆိုဘယ်သူမှတော့မတွေ့ရဘူးတကယ်မလားဟိုဇကားကတော့ပဲရှိမှာပဲပြန်လာတာအခါကျရင်အကုန်လုံးမေးဟဲ့ဘယ်ဘယ်ရောက်နေရလဲအဓိကစီးပွားရေး လုံးဖြစ်နေတာပေါ့နော်။ဘာလို့လဲဆိုတော့အခုကအသက်အရွယ်တစ်ခုရနေပြီ။အဲ့အရွယ်ရနေတဲ့အချိန်မှာဒီအမှုပညာအလုပ်ကိုကိုကဝါသနာပါလို့လုပ်ပေမဲ့လည်းဘဝရဲ့အမခံချက်ရှိဖို့အတွက်ကြီးပွားရေးရလို့ပဲ။ဘဝရဲ့ဟိုဘယ်ရမှမမြဲဘူးဆိုပေမဲ့လည်းဟိုကိုရှိနေတဲ့ကိုနေထိုင်နေတဲ့တရက်တရက်စဉ်မှာတော့ပြည့်စုံလုံလောက်ဖို့တော့လိုတယ်လေ။အဲ့အတွက်ကြောင့်ကြီးပွားရေးကိုအဓိကအချက်အဲ့ဒါနောက်ချပြီးလုပ်ပေးတာ။အာဒါ မုံရဲ့ဒီပြန်ပြီးတော့ပြည်သက်ရှိကိုရောက်လာတဲ့ကာမရောပြီးတော့ဒီမုံရဲ့မီဒီယာရှိကိုပြန်ရောက်လာတဲ့အခိုက်အတန့်မှာရောအများကြီးချိန်ပေးပေးကြရဲ့မီဒီယာအကူအမရောလည်းအရန်ကျေးဇူးတင်ပါတယ်ပြီးတော့ဟိုမုံရဲ့စကားကိုညွှန်နေကြရဲ့ပြည်သက်အနေချင်းရှိမှာပေါ့နော်အဲ့ဒီရှိရဲ့ပြည်သက်ကိုလည်းအခုဒီလိုမျိုးစကားကောင်းလေးနဲ့ဒီလိုဝတ္ထုကောင်းလေးနဲ့ပြည်သက်ရှိကိုပြန်ရောက်လာနိုင်လို့ပြန်ရောက်ပြီးခွင့်ရခဲ့တဲ့အတွက်အရန်လည်းတောင်ရှိရဲ့လူတွေအကုန်လုံးကျေးဇူးတင်ပါတယ်လို့ပြီးတော့ပြည်သက်တွေကိုလည်းအများကြီးချစ်ပြီးတော့အားပေးကြပါတယ်